တောတာစင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါတော့စာရေးဆရာမကြီးခင်းနင်းယူ၏မြန်ကြာပြူဝတ္ထုစေအပိုင်း30ကိုဖတ်ပြပြီးမှဖြစ်ပါတယ်ခင်ဗျာမြန်ကြာပြူနောက်နေ့များတွင်ဟန်အေးတို့လေမြနှင့်အောင်နနံ့6နိုင်၏အရောက်လာကြကအလုတ်ဆင်း၍ညဆင်နိုင်၏မှာပြန်ကြသည် ဖယားလက်နှင့်ဆေးယုံကနီး၍အသွာအလားလွေကူသည်။သားနှင့်သမီးပြန်ရောက်လာချိန်မှာတော့သူသည်ဟန်အီတို့ကိုအိမ်ခွေထားလိုက်ကြောင်းဆင်းလင်းပြောပြလိုက်သည်။ဟန်အီတို့မရှိတော့စောစောထားဖို့လိုသည်။ညဘက်ဟန်အီတို့မကြည့်တို့ပြန်လဲလောက်စရာအလုပ်တွေကြံမီအတော်ပဲ။သားတို့သမီးတို့ကို အပိုးကျွအောင်ခိုင်းဖို့ဖြစ်လာသည်။ သူက အခြေအနေကို ပြောပြရင်းသားနှစ်သမီးကို တောင်းဝန်ခွဲ၍ခြားတာပေသည်။သားရောသမီးရော တခုနားလေရမှာကသူတို့ကသူတို့အိမ်နဲ့သူတို့ဖြစ်သွားပြီ။မနေ့6နိုင်အရောက်လာမယ်ဆိုပေမဲ့နောက်ကြရင်လေနောက်ကြမယ်။ညနေပတ်လေညာစစ်နိုင်မှပြန်မယ်ဆိုပေမဲ့ကိစ္စရှိရင်စောပြန်ခြင်းပြန်မှာ။ ဒီတော့သားတို့မနဲ့ဆစောကရင်းဝီကျိုးစရာစီကျိုးကို့ပါသာတက်နိုင်တလောက်လှုပ်တာညလေသူတို့စောပြန်ရင်ညစာစားပြီးကို့ပကံကူဆေးရမယ်မောင်နှမနှစ်ယောက်စလုံးသူပြောဒီကို သဘောပေါက်ပြီအယံဝင်ကန်ဒီအယံပြင်ချင်အောင်ချဒီကိုဂျင်းမီကလှုပ်ပြီးအင်းဒီကမကြည် လုံးမသွားနိုင်သောမိဘကြောင့်ကိစ္စကိုလက်စားတတ်ရသည်မောင်နှမနှစ်ယောက်ခွဲတန်းချာလောက်ကြသည်ဒီလိုပဲတဖြည်းဖြည်းသူတို့ကို လေ့ကျင့်ပေးရမည်တနေ့အဖေမရှိဘာမရှိအဖြစ်ကို ရောက်ချင်းလဲရောက်နိုင်သည် လင်းဤအခြေအနေကဘာမှမရည်ရသည်ဆယ်လီကို ယခုထက်တိုင်ဘာမှအဆက်အသွယ်မလုပ်သေးလီတော့ ရင်ပြန်လာဖို့ကို तू မမျော်မှန်းနိုင်လင်းကအလုံးမထွက်ပဲကိုစိတ်နဲ့ကိုပညာသင်သွားသည့်အတွက်ပထမနှလားစားအတွက်အစိုးရပြီးတော့ငွေကိုတို့ကသူတို့မိသားစုခံစားခွင့်ရှိသည်နောက်နှစ်တွေနောက်နှစ်တွေပြဿနာကိုဘလို့ရင်ဆိုင်ရမည်ကိုမတွေ့နိုင်သည်ကလေးတွေကိုတော့သူပါမှအတိမပေး ကလေးတွေစိတ်တက်မကြဘူးပဲအရေးကြီးတယ်။ကလေးတွေကြောင်းစရိတ်အိမ်စရိတ်မကြီးတို့လင်မယားစရိတ်နဲ့အောင်လန်းတို့ကလင်းဝဲယူခဲ့သောကားကိုလည်းဆက်လက်ထိမ့်သိမ်းထားရအောင်မည်။ဆင်းနှစ်တွေအတွက်ကြိုတင်ပြင်ဆင်ရအောင်မည်ဖြစ်၍သူတခုခုတော့လောက်ရမည်။အိမ်ကားတော့ဆက်လက်နေထိုင်ခွင့်ရနိုင်အောင်မည်ဖြစ်သည်။ လင်းနှိမ့်စေ၍မပြန်လာတော့လေဒီအိမ်မှတဏီယာသူပြောင်းစီသွားရမည်ဖြစ်သည်ဒေါခင်တက်တင်ကြီးပြောသည်လို့သူစိတ်တော်ကားတွင်နေအိမ်မောကြနေရမှာယခုနိုးထလာတော့မည်အိမ်မောကြနေတော့ကောဘာအကျိုးထူးစိတ်မှလဲနူးလာသောအချိန်မှာလက်တွေ့လောကကို ရင်ဆိုင်ရမည်အတူတူတော့ အခုကလေးကကြိုတင်ပြင်ဆင်ဖို့ပဲလို့ဒီနေ့တိုင်းသူ့အလုတ်ကဒါနဲ့သမီးကို ကြောင်းပူကြောင်းကျူကြောင်းကအင်္ဂလိပ်မတ်တပ်ပြည့်ွေဆေးရုံနဲ့နေသည်ညတိုင်းကြသူကိုယ်တိုင်ဒါနဲ့သမီးကို စာပြသည် ကျူစင်မပေးနေ့လေတစ်ချိန်လုံးအားနေသည်ထိုအချိန်ကိုအတုံးချဖို့သူတတိယသည် နောက်နေ့ကလေးများကိုကြောက်ပုတ်ပြီးဒေါခင်တက်တင် ကုမ္ပဏီကိုဝင်ခဲ့သည်အစဉ်နေ့မဲ့ဒေါခင်တက်တင်ကို တွေ့ရသည်မမဆယ်လေးကိုအလုပ်တစ်ခုခုပေးပါ မမဆိုင်မှာအယောင်စီးမှပဲလှုပ်ရလှုပ်ရလှုပ်ပြရစေပြီးတော့ဆယ်လေးကိုမမကုမ္ပဏီအလုပ်တွေလဲခိုင်းပါ ောက်ခင်တတ်တယ်မှာသူတူမတတ်မဤလောက်ရကြောင်းသူမျက်နှာပူခဲရသည်တတ်မကြောင်းဖယူဖယဲဖြစ်နေသောဆယ်လီဘွားကိုကူညီရမည်ဆယ်လီတင်ပြချက်ကိုသူလက်ခံလိုက်ပါသည်ဆယ်လီကလည်းအလုံမယွေအယောင်ကလေးများကလေးမများနှင့်အတူအထဲဂိုက်ထူးရောင်းသည့်အလုကအစာမန်နေဂျာခိုင်းသည်များရုံးကိစ္စတွေလည်းလုပ်ပေးသည် မန်နေဂျာကုထုံးမြင့်ကလည်းအင်္ဂလိပ်စကားတွက်လက်စာပြောတတ်သောပြောတတ်ရေးတတ်သောဆယ်လီအကူအညီရ၍ဝမ်းသာ၏အတွင်ဝင်ယုံကုံတွေရေးဝင်ကြီးဌာနကလည်းဝင်ထွက်ဆက်ဆံ၍လိုင်းစင်တစ်ခုဘလူတင်ဘလူရအောင်လှုပ်ရမည်ကိုလည်းဆယ်လီကို မန်နေဂျာကတင်ပေးသည်တွင်ကုံလိုင်းစင်တစ်ခုကြာလာလျှင် nên anh nhớ công ni mía mà đau mồ, nên anh nhớ bà mía mà nguy sinh quên bồng nuôi gù lè, mấy ni già này tuổi phật lâu yên, tu chuyên chuyện là đi, công biết gì mía giáo ủy, giáo ủy, cố rằng mà thâu gà, xây bộ giáo địa thì, tu áo chi đề lâu đẹp là đi, rồi khi tất định ý, công đề ủy hòa đa gù lè, tu gà chạy nhiệt là đi. ဆယ်လီရဲ့အခုဆယ်လီမမစီမှလှုပ်လာတော့မြန်မာကုံသေးတွေနဲ့နိုင်ငံသားတရုတ်ကလားကုံသေးတွေလှုပ်ပုံလှုပ်နီးတိလာပြီပေါ့မမကတော့ကုံသေးတစ္ဆာဆိုတာရှိတယ်လို့ယူဆတယ်ဖယားဟောဆက်ကားကတော့ကောင်းသောကုံသေးချင်းပေါ့ဒီတစ္ဆာတရားကို မမစောက်ထိန်နေလွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း တရုတ်ကလာ နိုင်ငံသားတွေလက်ဝါကြီးအုပ်နေတဲ့စီးပွားရေးကိုမြန်မာတိုင်းရင်းသားတွေလက်ထဲရောက်စီချင်တဲ့ရည်ရကျက်အစိုးရမှရှိတယ်ဒီရည်ရွယ်ချက်အတိုင်းမြမကုံတွေတွေကို အားပေးတယ်မြမတွေကိုဦးစားပေးပြီးတွင်းကုံလှိုင်းစွင်တွေကို ချပေးတယ်မြမကုံတွေတွေတချို့ပဲရိုးရိုးသားသားလှုပ်ကြတယ် ကျန်ကုန်တဲ့တွေကစိတ်ကဆိုင်ဖို့ကသာသူတို့ကိုယ်ပိုင်မြမနှမီတက်ထားတာငွေအရင်းကတရုတ်နယ်ကလားတချို့ကတော့ကိုငွေရင်းနဲ့ဆိုပေမဲ့လှိုင်းစင်လဲကြရောတရုတ်ကလားကုမ္ပဏီကိုလှိုင်းစင်တကာတည်းရောင်းလိုက်တယ်တချို့ကငွေရင်းမတက်နိုင်လို့တချို့ကစိတ်ဆီလက်ဆီမမတို့လူဆိုင်မတင်ပြီးမရောင်းကျင်လို့ ီလိုလောက်တော့တရုတ်ကလားပဲအကျိုးမြတ်ခံစားရတယ်။သူတို့အစီအသားစားပြီးမှမြမကအယိုးရင်ကန်အသားလေးစားရတာ အစိုးရရဲ့ရည်ရွယ်ချက်လေမထီရောက်ဘူးပေါ့ဒေါခင်တက်တင်သည် သူ့ဝါရအတိုင်းလှိုင်းစင်မယောင်းစာ ရောက်လာတော့ကိုငူသူ့ဆိုင်မောတင်ရောက်သည် သူက ကုံပစ္စည်းနှမျိုးတင်သွင်းသည် အထဲအလိတ်လိုင်းစင် စားတော့ကုံဖြစ်သည် စားကုံတောက်ကုံဖြစ်သည်လက်လီအထဲများ ရောင်းချသလိုလက်ကားဖောက်တဲ့ကိုလည်းတခြားကုမ္ပဏီများနှင့်တရုတ်ကလားကိုရောင်းချသည်တရုတ်ကလားကပြေမလို့ဒါပေမဲ့သူ့လက်ဝေကံဖြစ်သည်တိမ်ကြီးစီတဝိုက်တွင် စီတုဘူးတွင် ဖောက်တေပေးရသောတရုတ်ကုံသေးတွေရှိသလိုမောက်ထော်လီလန်ခုဘူစပတ်လန်နှင့်ဖရီဇာယခုအနောယထာတဝိုက်မှာလေကလားအထေကုံသေးတွေအပြေ တခါတည်းရန်ပဇွန်ကြောက်တင်းတင်းငင်ရလင်တော့လမ်းမတော်အောက်လန်အေယဝရီကုမ္ပဏီမှာဒေါ်တန်းကြီးနဲ့ဆက်သွယ်ရသည်ဒေါ်တန်းကြီးကရေကျူး ရေငန်းငချောက်ပဇွန်ချောက်ပွေးယုံပိုင်ဆိုင်ဖြစ်သည်မန်တီရီကုမ္ပဏီပိုင်ဆိုင်ဖြစ်သူဘူးခင်ဆွေကလည်းမောင်းထော်လေးလမ်းမှာ ကုမ္ပဏီစီသည်ဒေါခင်တက်တင်ဆိုင်မှာဖောင်းတဲ့အထေမြအုပ်လိုက်ယူနေကြသူထံမှာလည်းဒေါခင်တက်တင်ကလည်းပရိုကိတ်များဝယ်ယူရောင်းရသည်သည်ဆယ်လီတို့ဆိုင်တို့လာနေကြ ရင်းနှီးသည်ဥခင်ဆွေက မကူကလာနာဒံပေါ်ပေါ်မျက်လုံးလှလာ အသားကပြူသည် အဝတ်စားဝတ်တော်မြမတိုက်ပုံနှင့်ပစုံနှင့်စကားပြောရီမွန်လိုက်သည်မှာမြမကတောင်လက်မြောက်ရသည်ဦးမမောင်မြဤမင်းစီသူကုမ္ပဏီကတော့စီတုပ်ပူများဖောက်သည်သုံးနမီအရင်းက cô y sáng lưu miếu giờ ngô xe ly quên xa ao sát sài nhà tí cậu nề chỉ đuôi cô đó sau đó chiếc xí dù bi nguy cô nóng mà đóng khay nhà đi lên xì tí nguy mía lên út thô miệng cô đang đóng khay về để khay tia xe ly tòa nhà tí thô nề gà à tuổi nguy nhớ ngô cái sao được cụ à tòa xe ly lăn trong thì nè မောက်ထော်လီလမ်းမှာဥကင်းစွေထမ်းမှာရစရာငွေစီ၍ဝင်တောင်းသည်ဥကင်းစွေဤမန်တီရီကုမ္ပဏီကအယောင်ခမ်းမကြီးနှခမ်းပြင်သစ်အင်္ဂလန်ဘရူကိတ်မျိုးစုံ နိုင်လုံမျိုးစုံနှင့်ဇာကန်းစည်းများ ရောင်းသည်ရုံကန်းကအယောင်ခမ်းနှင့်ကတ်လျက်တခမ်းတက်တက်ရုံကန်းအဝဘတ်တွင် လှပသော အထေဘီရူများခင်ကျင်းပြသထား၍ယုံကန်းကိုယုတ်တည့်ရမမြင်ရမှန်ဘီရူများကကွယ်နေသည်ဆိုင်ငန်းထဲမှအယောင်စီများကဆယ်လီကိုဥခင်မောင်ဆွေစီရာညွန်လိုက်၍သူ့ယုံကန်းထဲဝင်သွားသည်ယုံကန်းထဲမှတောက်ပတ်သောမောဂနီစပွဲနောက်မှဥခင်ဆွေထိုင်လျက်ရှိသည် ူစပွဲပြီးမှလေးတောက်စပွဲလေးတစ်လုံးစီပြီးမယ်ဘသူမှမစီသူကမမြင်ချင်ဥခင်ဆွေကဝမ်းပန်းတသာ ကလထိုင်မှထ၍ကျူဆိုသည်ဆယ်လီ လာလာကိုတိုင်လာရသည်တဲ့ကွယ်ထိုင်ပါဦးအားနာလိုက်တာဆယ်လီကစပွဲစီကလထိုင်မှထိုင်လိုက်သည်အတွင်းဝင် အတွင်းဝင်ယုံ သွားစရာကိစ္စလေးရှိနေလို့နည်းနည်းဆော့ဆော့နှဲဆိုးတာနဲ့ဒေါခင်တက်တင်ကလည်းဥခင်ဆွေစီဝင်ခဲ့ပါဆိုလို့ပါဆယ်လီဒီလက်ကန်အိတ်ကိုဖွင့်ကဘောင်းချာကိုထုတ်ပြီးပေးလိုက်ပြီဥခင်ဆွေကလှမ်းယူရင်ဆယ်လီကိုပြုံး၍ကြည်နေသည်အတွင်းဝင်ယုံကိုကိုဆွေလဲသွားစရာရှိတယ် ဆယ်လေးလိုလူမျိုးတရားဒုက္ခင်တက်တင်ရတာဒါတိတ်ကံကောင်းတာပဲဆယ်လီကလေဆက်ဆံရေးတိတ်ရေးမွန်တယ်လို့ကုံနေလောကမှာနမိတ်ကြီးတယ်အလောက်ကင်လဲတိတ်တော်တာပဲတဲ့ဆယ်လီကနားသာထောင်နေရသည်ဒီလောက်ချင်းမွနေတော့မျက်နှာမထတဲ့စီဇာတီကြတဲ့အကြောင်းကုံနေရွေးဝင်ကြီးဌာနကလည်းပြောတယ် ဆယ်လီ ကိုပိုင်ရင်းနှီးနဲ့ကုမ္ပဏီထောင်ရင်ရပြီဦးခင်းစွေပြောသလားဆယ်လီမကြွန့်ကျင်သေးပါဘူးအိုးကိုဆွေမြောက်ပြောနေတာမဟုတ်ပါဘူးဒေါခင်တတ်တင်မှာဆယ်လီရောက်လာတာ လက်ဝင်တာပဲတကယ်လို့များဆယ်လီကုမ္ပဏီထောင်ရင်ချောင်းချင်းနေဆိုကိုဆွေကိုပြောပါ တိုက်ခန်းရောငွေရင်းငွေနီးရောကိုယ်ဆွေကူညီနိုင်တယ်အာမနာနဲ့နော်ပြပြဆူဆူထိုင်ရာမထကနောက်ဘက်မိကန်တစ်တာမငွေများကို ထုတ်ယူနေသည်ကျေးဇူးတင်ပါတယ်ဆင်တလုံးသားဆယ်လီကပြော၍ထိုင်နေသည် ဥခင်းဆွေသည်ငွေများကိုယူပြီးစပွဲစိပတ်ထွက်လာကဆယ်လီစိစပွဲပေါ်ငွေများပုံလိုက်သည်ဆယ်လီကငွေများယူတက်ကလက်ကန်အိတ်ထဲထည့်လိုက်သည်ဆယ်လီ ကိုဆွေအတွင်းဝင်ယုံကိုလိုက်ပို့ပေးမယ်လေဆယ်လီကမတက်ရက်လိုက်တော့ဆယ်လီဘေးမှာ ။ဥခင်ဆွေက မတက်ရက်နေသည်။ဆယ်လီရင်နေထိတ်သွားသည်။ဥခင်ဆွေမျက်လုံးများကဝင်းဝင်းတောင်းနေသည်။ဒီမျက်လုံးအတိတ်ဘယ်ကိုဆယ်လီနားလေသည်။ကလထိုင်းကို နောက်တွန်းလိုက်ရင်တွားမြည်ဟန်ပြင်လိုက်၏။မလိုပါဘူးဥခင်ဆွေဆယ်လီမှာကားပါပါတယ်။ဥခင်ဆွေကလမ်းကိုပိတ်၍ရန်နေသည် မဟုတ်ဘူးလေကွယ်တနည်းရရသွားပြီး တခုခုစားပြီးမှ ရုံးကိုသွားကြတာပေါ့ငွေအိတ်ကလည်းလီးလာပါတယ်ကိုဆွေကင်ခဲ့မယ်အတန်ကခြုံမြညွန့်ပြောင်း၍မျက်လုံးများကသားစားတရွဲကောင်းဤမျက်လုံးမျိုးသူ့လက်ကငွေအိတ်ကိုကင်သလိုနှင့်ဆယ်လိလက်ဖမိုးကို ဆုပ်ကင်လိုက်သည်သူ့မျက်နှာဘက်ကို ဥခင်ဆွေကကိုင်းညွန့်လာသည်ဆယ်လီသည် လက်ကိုယုံလိုက်က ကလထိုင်တခြားတစ်ဖက်သို့ကိုကိုအမြန်ဆွေးလိုက်သည်လွတ်နေသောညာလက်နှင့်ဥခင်ဆွေပါကိုဖြန်းခနေရိုက်ကအခန်းပြင်ကို အပြေးလွှားထွက်လာသည်ဈေးရောက်နေသူတွေသူ့ကိုကြည့်မကြည့်သူပါမှမသိဗီဒီယိုကွယ်နေ၍ဘာမျှတော့တိပုံမရား တို့တော်လမ်းဆောက်တီးကူတော့ဟံမပြတ်ထိန်ကကားစီရထွက်လာခဲ့သည်ရင်ထဲမှာမကြည်မချမ်းနေခံလိုက်ရလေချင်းဟူ၍သာနာကြည်သွားသည်အတွင်းဝင်ယုံကိုဆက်မသွားဆိုင်းကိုလှဲ့ပြန်လာခဲ့သည်ဆိုင်းမှာလဲဝဲသူတွေများနေသည်သူသည်ဒေါခင်တက်တင်စီရနောက်ခံလေသူဝင်လာခဲ့သည် ။ရခင်တက်တင်စေဇပွဲပေါ်ငွေအိတ်တင်ပေးလိုက်ပြီ။မျက်စိမျက်နှာပြက်နေသောဆယ်လေးကို ကြည့်ရင်ရခင်တက်တင်ကအံ့အားတင်နေသည်။ဘာဖြစ်လာတာလဲဆယ်လေး။အတွင်းဝင်ယုံကိုအတွင်းဝင်ယုံရောက်ခဲ့ပြီပြီလား။ဘာအဆင်မပြေလဲ။ဆယ်လေးဒီကလန်ထိုင်းမှာထိုင်းရင်ခကြီးဝေးကပြေးလာသူလိုမောနေသည်။ အတွင်းဝင်ရုံးကိုမရောက်ခဲ့ဘူးဥခွင်စပီစီငွေဝင်ယူလာခဲ့တယ်ငွေရခဲ့ပါတယ်သူ့ပါကူလည်းဆယ်လီရိုက်ခဲ့တယ်ဆက်ဆံရေးမပြေလည်တဲ့အတွက်ဆယ်လီကို အလောက်ကထုတ်ကျင်မမထုတ်ပြစ်နိုင်ပါတယ်ဥခွင်ဆွေသူ့လက်ကိုကင်စင်ကရုံးထွက်ပြေးလင်းရနိုင်တာပါကူချခဲ့တော့သူ့အပြုတ်မှုကြောင့် ဒေါခင်တက်တင်ကသူ့ကိုအလုတ်ထုတ်ပြင်းနိုင်ကြောင်းပြောမိသည်ဆဲလီသည်မျက်ရည်များဝိုင်းကဖြစ်သည်များကို ပြောပြသည်ဒေါခင်တက်တင်ကခေါင်းတငိမ့်ငိမ့်နှင့်နားထောင်နေသည် Now ကိစ္စစီရင် မောင်ထိုးမြစ်ကိုပဲဥခင်ဆွေစီမမလှပမယ်မမတို့စကော့စီးတဲ့မှာကို တချို့အမျိုးသမီးတွေကကလားတွေငွေရင်းနဲ့ကုမ္ပဏီဖွင့်နေကြတာတချို့အမျိုးသမီးတွေကလည်းခြေတော်တင်ခံနေကြတော့ကိုကင်းဆွေဆယ်လီကိုစမ်းကြည့်တာ ဖြစ်လိမ့်မယ်မမစိတ်မကောင်းပါဘူးဆယ်လီမမမှာတောင်းဝင်ရှိပါတယ်မမကိုဆယ်လီတောင်းပန်ပါတယ်မမဖောက်တဲ့များပြတ်သွားမလားလို့ ီစားနေကြကြောင်မားတွေကမျက်နာပြောင်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ရင် သူတို့အောက်ကျလာမှာပါ။မမတို့ငငယ်ကကြားဘူးတဲ့တချင်းလိုပဲ။ဆွေကိုယူသည်ငွေကိုယူသည်ပြီးတော့လူကိုပါယူသည် ဆိုတဲ့တချင်းလိုပဲ။သူတို့ခြေလန်းကစီးပွားရေးလုပ်ရင် လူကိုမြို့မှာဆယ်လီအွေကလည်းငယ်လှကလည်းလှတော့ အန္တရာယ်တွေရှိမှာပဲဆယ်လီကိုကိုတရားသဖြင့်ကာကွယ်ရမှာပေါ့ကိုစည်းပွားရေးအတွက်ဒီလန်းကမဆောက်ပဲနေလို့မမရပဲဆယ်လီတတိထားတာမမှားပါဘူးဒေါခင်တက်တင်ကငွေများသိန်းကအလက်အလုတ်ဆက်လုံနေသည်ဆယ်လီရင်ထဲမှာတနှုံနှုံဒီကလားကိုတက်ပြည့်ချင်းအောင်ဖန်ပြနေသည်တပည့်ကျော်ဟန်အီ လူယူတယောက်ဖြစ်မှန်းတိပိမဲ့သူကြိုတင်ကာကွယ်မှုယူခဲ့သည်ဒီဥခင်ဆွေကျောင်းသူတော်ကို သူတတိမထားလိုက်မီတစ်ချက်ကလေးတတိလစ်သည်နှင့်ထောင်ကျောက်ကိုဝင်တိုးမိသည်တော်ပါသည်သူထောင်ကျောက်မှာမမိသေးပါဟုတ်ကဲ့ဆ iam ကြီးကနေယူ၏မြအကြပြု ဝတ္ထုစီအပိုင်း30ကိုဖတ်ပြမျှဝေပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။စောင့်စားနာခြင်းနားဆင်ပေးကြရတယ်။တဦးတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။တောတာစင်ပေါင်းဘေးပရာဝေးကွာကြပါစေ။မြမပြည်ကြီးဘေးမြူးမြူးအန်ဒရီမြူးမြူးတို့မှာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေခင်ဗျာ။